အားလုံးမင်္ဂလာပါကျွန်တော်ဘေးလက်နယ်ခေါ်တဲ့ဦးကျော်စိုးလည်းဖြစ်ပါတယ်ကျွန်တော်ယခုဖော်ပြမယ့်အကြောင်းအရာကတော့မိတ်ဆွေတို့လက်ဘွားပြင်ကိုကြည့်ပါလက်ဘွားပြင်မှာဆိုကန်တန်းကျောင်းဟာကျိုးဖြတ်နေပါကနော်ကန်တန်းကျောင်းကျိုးပြတ်နေရာကျုံနော်အင်္ဂါလွင်ပြင်မှာ နေရာမှာကျိုးပြတ်နေရနော်အဲ့ဒီအင်္ဂါလွင်ပြင်ကနော်ခြိုက်ဝင်ပြီးတော့အဲ့ဒီနေရာမှာပဲကန်တန်းကျောင်းကျိုးပြတ်လို့ရှိရင်ဒါကဘဝနေထိုင်မှုပုံစံအပြောင်းလဲဖြစ်သွားတာကို ြောချင်ပါဗျာနော်။ OA နေရာထိုင်ခင်းတဲ့ပတ်သက်ပြီးအပြောင်းလဲတော့လကောင်သို့မဟုတ်အလောက်ကအပြောင်းလဲတော့လကောင်နော်။သို့မဟုတ်အလောက်ကများပျက်စီးဆုံးရောက်ခြင်းတော့လကောင်သို့မဟုတ်ဘဝရေးရမှာဆိုလို့ရင်နော်။ဟုတ်ဝေးကြီးဆုံးရှုံးနေတာမှုတွေတို့မှုเนาะအိမ်တော်ရေးဆိုင်ရာလမ်းခွဲရခြင်းတွေเนาะခြေရေးဆိုင်ပြတ်တော့ရခြင်းမျိုးတွေ ဒီလိုမျိုးကြီးဖြစ်တဲ့ကြုံတယ်ဗျာနော်ကန်တန်းကြောင့်အဲဒီအင်္ဂါလွင်ပြင် နေရာမှာကျိုးပြန့်လို့ရှိရင်နော်ဘဝကလည်းအချိန်တွေတစ်ခုအတစ်ခုပြောင်းလဲသွားရတယ်နော်ဘဝပြောင်းလဲဖြစ်သွားရတယ်နော်အလောက်ကန်တွေ့တော့လဲကျစီသွားပြီးတော့အလောက်ကန်အပြောင်းလဲမျိုးကြီးဖြစ်တဲ့ကြုံတယ်ဗျာနော်အဲတော့ကန်တန်းကြောင့်ကျိုးပြန့်ရင်မကောင်းဘူးနော် အဲ့တော့ဘယ်သက်ဘယ်ဘယ်ပန်းကြမှာဖြစ်မလဲဆိုအသက်35နှစ်အောက်မှာဖြစ်မယ်ဗျာနော်ဒီသက်ပန်းကြသက်35နှစ်အောက်မှာဖြစ်မယ်ကံလန်းကြောင့်အင်္ဂါလွင်မြေနေရာလောက်မှာနော်ကျိုးပြန့်နေရှင်အသက်35နှစ်အောက်မှာဒါဒီလိုမျိုးဘဝကံဆိုးမှုတွေကိုကံခင်မှုတွေကိုဖြစ်တဲ့ကြုံတက်ပါဗျာနော်ကျွန်တော်ရဲ့ဗီဒီယိုလေးဒီမှာနေကောင်းချိုးပါတယ်ခုနေသားမိတ်ဆွေများတော့ကောင်းကျိုးလိုရဆန္ဒလုံးတော့ပြည့်စုံကြပါစေကိုယ်စိတ်နေပြကျမ်းမှာချမ်းသာရင်ရှိကြပါစေ ကျွန်တော်ရဲ့ဘင်းလက္ခဏာမျိုးရဆက်သွယ်လို့ပါဖုန်းနံပါတ်ခွန်ကားခွန်တရားဝေးခွန်သွယ်ရင်ဆက်သွယ်ရလို့တော့ကျွန်တော်ရဲ့ TikTok account Messenger မှာဆင်ဖြစ်စေသို့မဟုတ်ကျွန်တော်ရဲ့ Facebook account Messenger မှာဆင်ဖြစ်စေဆက်သွယ်ရလို့တော့ဘင်းလက္ခဏာမျိုးရဆုံဆောင်လို့ရပါခင်ဗျာအားလုံးကျေးဇူးတင်ရှိပါတယ်ဒါပါပဲခင်ဗျာ